မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ Airbnb တိုင်းဟင်းသာရမြို့နယ်မှာစစ်မှုထမ်းရနေအိမ်ကိုတွားရောက်ခေါ်ဆောင်ခဲ့တဲ့အုပ်ချုပ်ရေးမှူးတပ်နိုင်ဓာတ်နဲ့ခုတ်ခံရပြီးတော့တင်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 17ရက်နေ့မှာဟင်းသာရမြို့နယ်တနုံတနော့ကြီးရွာအုပ်စုအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတပ်နိုင်ဟာ မကြီးကုန်းကြီးပါကလူငယ်တူကိုစစ်ဘုံထမ်းရအလဲကြတယ်ဆိုပြီးတော့တွားရောက်ခေါ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးလာရောက်ခေါ်ဆောင်တဲ့အချိန်မှာအိရှင်ကနေအိမ်ပေါ်အရောက်မှာဓာတ်နဲ့ခုတ်ခဲ့ရအောင်အုတ်ချုပ်ရေးမှုတတ်နိုင်ဥကောင်ပြတ်ရှာတန်းရရရှိပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင် AOD တိုင်းကျုံမြော်မြို့နယ်မကြီးထူကြီးပါအုတ်စုအုတ်ချုပ်ရေးမှုလှကြင်ဟာမြို့နယ်အစည်းအဝေးကနေပြီးတော့ပြန်လာတဲ့အချိန်မှာတနက်နဲ့ပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါဗျ။ ဧပြီလ10ရက်နေ့မွန်းလွဲ2နာရီကမှကျုံမြောင်မြို့နယ်ငကြီးထူကျေးပါအုပ်စုအုပ်ချုပ်ရဲမှုလှကြိုင်ဟောင်းမြို့နယ်အစည်းအဝေးကနေပြီးတော့ပြန်လာတဲ့အချိန်မှာအညီမသိတဲ့တနတ်သမားများကပြစ်ခတ်တိုက်ခိုက်ရာတနတ်ကြီးစန်း9ချက်ထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရပါဗါတယ်တေဆုံးသွားတဲ့အုပ်ချုပ်ရဲမှုလှကြိုင်ဟောင်းအကြမ်းဖက်17ရက်အမကန်ဒေါက်တာတဦးဖြစ်ပြီးတော့ကျေးပါအုပ်စုအတွင်းမှာစစ်ကောင်စီတပ်ဆိုးရှေရေးအတွက်လုံဆောင်ပေးနေသူဖြစ်တယ်လို့သိရပါဗါတယ်ဒါအပြင်အကြမ်းဖက်စစ်တပ်တော်တပ်သားတဲ့စူဆောင်ပေးခြင်းအထမငွေကြေးကောက်ခံခြင်းများကိုလည်း ်ပြည်သူတွေအပေါ်မှာကျူးလွန်နေပြီးတော့၎င်းတရင်ပေတိုက်ကြမှုကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့လူငယ်များလည်းရှိနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးမြို့မဟာမြတ်မုဏိဖျားကြီးဟာငလျင်တန်ကြောင့်မခိုက်တော်တိမ်းဆောင်းသွားခဲ့ရာအေပီလ7ရက်နေ့မှာပြုပြင်ပြီးစီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ဆာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့ငလျင်ကြောင့်မန္တလေးမြို့မဟာမြတ်မုဏိဖျားကြီးမခိုက်တော်တိမ်းဆောင်းခဲ့တယ်လို့ရုပ်ပွားတော်ဂိမ်းဝင်ရာចောင်းဆောင်ဇောင်းတန်းနဲ့ ဖျားကြီးပရောအတွင်းမှာရှိတဲ့တာတနိကအဆောက်အုံအများပြားထိခိုက်ပျက်စီးကလူတွေတိတ်ဆုံးမှုပါရှိခဲ့တယ်လို့သိရပါဗျ။မလျင်တန်းကြောင့်မဟာမြတ်မုဏိဖျားကြီးရဲ့မခိုက်တော်တိတ်ဆောင်းခဲ့မှုကိုအေပီလ17ရက်နေ့မှာဗရင်စရာတွေနဲ့စတင်ပြုပြင်ခဲ့ရာ ဧပြီလ12ရက်နေ့မှာပြုပြင်ပြီးစီးခဲ့တယ်လို့ဂေါပကကပြောဆိုထားပါတယ်။ဖျားကြီးရဲ့မကြိုက်တော်တိမ်းဆောင်ခဲ့ပေမယ့်ပလင်တော်ကွဲ့အပ်ခြင်းတော့မရှိခဲ့ဘူးလို့သိရပါတယ်။တစ်ချိန်တည်းမှာပဲငလင်တန်တင့်ခဲ့တဲ့မဟာမြတ်မုန်ဒီဖျားကြီးရဲ့ဘတ်ဆုံးပြုပြင်မောမန်တိဆောက်ရေးအတော့မက်လန်28ရက်နေ့ကနေဧပြီလ12ရက်နေ့အထိရက်သက်တပတ်နှစ်ပတ်တာအတွင်းမှာရဟန်းရှင်လူပြည်သူအပေါင်းရဲ့လူတန်းငွေကျပ်သိမ်းပေါင်း3500ကျော်လက်ခံရရှိထားတယ်လို့ဂေါပကအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရောသခိုင်းတိုင်းဒီပေးရင်မျိုးနဲ့ကြက်ခတ်ရွာဖုန်ကြီးเจ้าကိုအကြမ်းမဲ့ဆက်တကလေးเจ้าကနေဘုံကျဲတက်ခတ်ခြင်းကြောင့်ကိုရင်သုံးပါအပါအဝင်ပြည်သူ6ဦးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ7ရက်နေ့မွန်လွယ်တနင်္လာ55မိနစ်ခန့်မှာဒီပေးရင်မျိုးနဲ့ကြက်ခတ်ကြီးရွာဖုန်ကြီးเจ้าကိုအကြမ်းမဲ့ဆက်တကဒရုဦးလေးတက်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲတက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းမဲ့ဆက်တရဲ့ဘုံကျဲတက်ခတ်မှုအတွင်းမှာကြက်ခတ်ကြီးရွာဖုန်ကြီးเจ้าမှာတည်ရှိနေတဲ့ကိုရင်သုံးပါ ចောင်းသားတအူကပ်ပြရဖို့တုံးနဲ့အမျိုးသမီးတအူတို့တေဆုံးခဲ့တယ်လို့သိရပါဗျ။ဘုံကြီးចောင်းအတွင်းမှာရှိတယ်ကျန်တဲ့ကိုရင်သုံးမနဲ့ပြည်သူနှောင်းလဲထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ချက်ခတ်ကြီးွာဘုံကြီးចောင်းကို AP လ7နှစ်ရနေ့မွန်လွဲပိုင်းမှာအကြမ်းမဆက်တဲ့ရဲဒရုလေးတက်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲတက်ခတ်ခဲ့တာပါ။ကိုရင်သုံးမနဲ့ပြည်သူသုံးဦးတေဆုံးတယ်လို့သိထားရပါဗျ။ထိခိုက်ဒဏ်ရာရှိသူတွေလည်းရှိပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်တာကောင်ကြီးရွာစတင်ကျောင်းကိုအချက်မဲ့ဆက်တဲ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ12ရက်နေ့မနက်10:00ခန်းမှာရေစကြိုမြို့နယ်ရေလယ်ကျောင်းဒေသတာကောင်ကြီးရွာစတင်ကျောင်းကိုအချက်မဲ့ဆက်တဲ့ကလေးကျောင်းကနေပြီးတော့ Jet Fighter နဲ့အကြောင်းမဲ့တတ်တတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အချမ်းဘတ်စစ်တပ်ရဲ့လေးကျောင်းတိုက်ခိုက်မှုအတွင်းမှာចောင်းသားများနဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနိုင်ခဲ့တဲ့အတွက်ကြောင့် ထိခိုက်သိမ်းဆုံးမှုမရှိတော့လဲစာတင်ကြောင်းဆောင်နဲ့ကြောင်းသုံးပရိဘောကပျက်စီးများထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗါးတိုက်ပွဲမှာမရှိပါဘူးအကြောင်းမဲ့တက်တက်ကိုဘုံကျဲတက်ခိုက်သွားတာပါဘလို့ပြောလို့ပြောအောင်မှန်းတော့မသိတော့ပါဘူးလူစိတ်ပြောက်ပြီးတော့ဘုံကျဲနေတာဆိုတော့ပြည်သူတွေအတွက်တော့စိုးရင်တော့ကတွေနဲ့စိတ်ဒုက္ခရောက်နေရပါတယ်လို့ရေစကြိုတောင်းရှစ် info company ကတောင်းရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့အကူအညီတောင်းကြတာလေးတခုကတော့ အပ်ဒိတ်ဖြစ်နေတဲ့သတင်းများကိုအစီအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေ့စဉ်မပြတ်အစီအအမြဲတမ်းအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောဘဂိုးတိုင်းညောင်လေးပင်ခရိုင်မှာရှိတဲ့ကြေးရွာများကိုအချက်မဲ့စစ်တပ်က drone လက်နက်ကြီးများနဲ့တိုက်ခတ်ခြင်းကြောင့်ဖုန်ကြီးကျောင်းတဲ့နေအိမ်များပျက်စီးကပြည်သူတအုပ်ကိုလည်းအကြောင်းမဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ၁၀ရက်နေ့ညနေ6:00နာရီခွဲအချိန်ကမှာတိမ်စီရဲ့အခြေစားခမရ200ခွန်တက်ရင်ကအချက်မဲ့စစ်ကောင်စီတပ်သားများဟာတိုင်မန်စီရဲ့မှာ rubber chip လုပ်ငန်းကိုလုပ်ကင်နေတဲ့အသက်30အရွယ် ကိုစင်မင်းထိုက်ကိုတိမ်စီရမြို့ပေါ်ဈေးထဲမှာအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ AB လ9ရက်နေ့ည10:00နာရီကမှခလိုက်ရ264တရင်ကအချမ်းမဲ့စစ်ကောင်စီတပ်သားများဟာ190မမလက်နက်ကြီး၄လုံးနဲ့တောလူခူကြီးရွာကောက်ပဲသူကြီးပါနဲ့ပန်းနေဂုံကြီးပါတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်တောလူခူကြီးရွာကနေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ AB လ9ရက်နေ့ည10:00နာရီကမှခလိုက်ရ264တရင်ကအချမ်းမဲ့စစ်ကောင်စီတပ်သားများဟာ190မမလက်နက်ကြီး၄လုံးနဲ့ ထောလူခိုကြီးရွာကောက်မဲသူကြီးရွာနဲ့ပန်းနေကုန်ကြီးရွာတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ထောလူခိုကြီးရွာကနေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ April 17ရက်နေ့မှာလဲအကြမ်းမဲ့ဆက်တက်က drone နဲ့ဖုံးကျဲတိုက်ခိုက်ခြင်းကြောင့်ကွေးစိတ်ကြီးရွာလေးလန်းစုံကြီးရွာအနီးမှာကြောက်ရွံ့ပေါက်ကွဲခဲ့ပြီးတော့နေအိမ်နှလုံးထိမှပျက်စီးခဲ့တယ်လို့သိရပါဗျ။ April 9ရက်နေ့ည9:48မိနစ်ကလဲကျိတ်ကွင်းကြီးရွာအတွင်းကိုအကြမ်းမဲ့ဆက်တက်က drone နဲ့ဖုံးကျဲတိုက်ခိုက်ခဲ့ရာနေအိမ်နှလုံးထိမှပျက်စီးခဲ့တယ်လို့သိရပါဗျ။ ဧပြီလ၈ရက်နေ့ည9:45မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ရဲ့ခလိုက်ရ264တိုင်ရင်က120မမလက်နက်ကြီးနှလုံးနဲ့ပြစ်ခတ်ခဲ့ရာတောင်ခင်ကျေးရွာဘုံကြီးကျောင်းမှာကြာရောက်ပောက်ခွဲခဲ့ပြီးတော့တောင်ခင်ကျေးရွာဘုံကြီးကျောင်းထိမှန်ပျက်စီးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့ငလျင်သတင်းစီးရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ